Steve Ben Fine Nizoma Shibare Hore Yatota Wa Nizoma Steve Ben Ha Tine Nizoma Shine Nizoma Steve Ben Shine ลูกที่มีนะอาลูกปองคุณลูกใส่เนื้อเฉยๆเองอาลูกปองเนี่ยคุณดูตรงนั่งมองชีวิตลูกสาวคนเนี้ยเราลงมาที่สุดที่เด็กแต่ถ้าแข่งด้วยสุดลงมาที่มือเนี่ย and peace Alliance for Gender Inclusion in Peace Process AGIPP ကထုတ်ဝေတဲ့အခြေအနေလေးလာသုံးသပ်ချက်နဲ့အကြံပြုချက်များစာတမ်းဟာငင်းကြဲလုပ်ငန်းစဉ်မှာအမျိုးသမီးများရဲ့အရေးပါမှုအခြေအနေကိုသုံးသပ်ထားတဲ့သုံးသပ်ချက်တွေပဲဖြစ်ပါတယ်။ပြည်ခက်ရဲစဲရဲ့ NCA စတင်ကလေးကနေအခုငင်းကြဲညီလာခံအထိအစစ်စစ်လုပ်ဖို့ဖွဲ့စည်းထားတဲ့ UPDJC, GMC နဲ့ GICM အဖွဲ့တွေမှာအမျိုးသမီးတွေပါဝင်တဲ့အရေးအတွက်ဟာ၃ရောက်ပဲရှိတယ်လို့ဖော်ပြထားပါတယ်။နိုင်ငံရေးဆွေးနွေးမှုမှာအမျိုးသမီးပါဝင်မှု30ရာခိုင်နှုန်းပါဝင်ရမယ်လို့သတ်မှတ်ထားပေမဲ့လက်တွေ့မှာပါဝင်မှု အားနည်းတာကြောင့်လာမယ့်အစိုးရသစ်လက်ထဲမှာငြိမ်းချမ်းရေးပေါ်ဆောင်မဲ့ဘဲအဖွဲ့အစည်းကိုမဆိုတက်ရောက်စေတယ်လို့နန်းဖြူဖြူလင်းကဆိုပါတယ်။ ဒီစားတာကိုလူတိုင်းအတွက်ယူတယ်။အဓိကတော့အစိုးရပဲယူတယ်။ညီမမင်းချင်းရဲ့ဆက်လက်ဖြစ်တဲ့ MPC မှာရှိတဲ့တာဝန်ရှိသူတွေ။ပြီးတော့တိုင်းမလက်နက်ခံအဖွဲ့တွေ။ဒီမင်းချင်းရဲ့အတွက်အဖက်ဖက်ကလှုပ်ရှားနေတဲ့အရက်ဖက်လူဖက်အဖွဲ့အစည်းအဝေးတွေအလူရှိတယ်။အေး။ကိုကြီးနေတဲ့အဖွဲ့တွေ။ပြီးတော့အခုတော့ရှိအေး။အဲ့နဲ့တော့အစ်စ်မင်းချင်းအေး။ ဆွေးနွေးပွဲလည်းလုပ်ရမှာပဲဒီမူဝါဒဟာအမြင့်တလန့်နဲ့တို့ reference အုပ်ကြီးအထောက်အကူဖြစ်မယ်လို့ပြောတယ်လွတ်တော်ထဲမှာအမျိုးသမီးပါဝင်မှုနှုန်း30လောက်မြင့်တက်လာပြီမဲ့လူလားတဲ့30ရာခိုင်နှုန်းရဖို့ဆက်ပြီးဆွေးနွေးရအောင်မှာပဲလို့ဒေါ်လာလာဆိုးကပြောပါတယ်။ဒီကနေ့လွတ်တော်အနေထားနဲ့စာလို့ရှိရင်တော့အမျိုးသမီးရဲ့ပါဝင်မှုက သုံးစားလောက်တက်လာတယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်၄ရာခိုင်နော်အခုဆိုလို့ရှိရင်၁၄ရာခိုင်နော်အမျိုးသမီးရာခိုင်လုံးတက်လာပြီပဲအဲကျမတို့အရင်တည်းကလူလာခဲ့တဲ့30ရာခိုင်လုံးကတော့မရှိလာသေးဘူးပေါ့နော်အဲ့အတွက်ကိုလည်းဆက်လက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ငင်းချင်းကြီးနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေအပြင်ဘယ်ကဏ္ဍမှာမဆိုကြားမှဒန်းလူအခွင့်အရေး policy ကိုချမှတ်တဲ့နယ်လို့ဆိုလာသူကဒေါခင်မမမျိုးပါ အဓိကကတော့ကျမမြင်ပါတယ်ကျမတို့တွေရေမြင့်မကြာဒီကျမတို့ကြာလေးကျင်တာဖြစ်ပါတယ်အဲ့လိုဆိုတော့အားလုံးပေါ့လေစွစွစီစီနဲ့ဝိုင်းဝန်းပြီးတော့လှုပ်ဆောင်ပြီးတော့နိုင်ငံရေးပါတီများမှ gender policy ရှိတင်ပါတယ်ရှင်ကျမရေးရတဲ့ပတ်သက်ပြီးမူဝါဒတွေချတင်ပါတယ်။အဲဒီရှိတဲ့ gender policy ဒီ30ရာခိုင်နှုန်းအနည်းဆုံးဖြစ်ရမယ်ဆိုတဲ့ policy ထားတင်ပါတယ်။ကဏ္ဍအသေးသေးမှဖြစ်ပါတယ်။